အနက်ကဥချင်းတင်လိုက်တာတော်တော်လေးခရက်ထသွားတယ်။နာတဲ့ကြရတဲ့ထမှာ။နာရင်ရှက်ရင်သင်္ကန်းစာယူတတ်ဖို့လိုတယ်။ထပ်ပြီးပြောမယ်နော်။နာရင်ရှက်ရင်သင်္ကန်းစာယူတတ်ဖို့လိုတယ်။ပထမဆုံးက အလဲတန်းကျော်။နာခကလေးနာခကကိုအာဂျွန်လာတော့အလဲတန်းကျော်ဖြစ်ဆံပေါ့နော်။အားလုံးမှတ်ရအောင်ပဲထမှာ။၁၄မောက်လို့ကလေးတငယ်တွေ အသက်ရှူမဝပြီးတော့အသက်ငယ်လူနေရတဲ့အချိန်အဲ့မှာရဲတပ်ဖွဲ့ဝင်တွေမိခုမိသားစုဝင်တွေအတိဒုက္ခရောက်ခဲ့ရတဲ့မြင်ကွင်းအေဝဆရှုံးလို့ရိုးရိုးရှင်းရှင်းပြောရတယ်အေဝဆရှုံးလို့စုံမိန်ရလို့ပြန်ပြီးဆုတ်ခွာတဲ့အချိန်မှာကန်းထိုးရင်ရင်ကနေပြီးတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့မိခုမိသားစုဝင်တွေကန်းထိုးရင်ပေါ်တက်တဲ့အချိန်မှာတနက်နဲ့ပြစ်လို့လို့ နောက်ကျောင်းကိုပြန်ပြေးလာရတယ်။အဲ့ဒီမှာလှေလှိုင်းပုတ်တဲ့ထွက်လှေမှောက်ပြီးတော့ကလေးတွေပါပျောက်ဆုံးခဲ့တဲ့ရုပ်သားပါ။ဒီမှာဆိုလို့ရှိရင်လည်းမဟုတ်ပါဘူးမဟုတ်ပါဘူးဆိုပြီးတော့ငဖားလာကတာအုပ်စုတွေကတော့ဝိုင်းပြီးညင်းကြတာပေါ့။ဒါပေမဲ့တရင်ပြန်ပြန်ကြရေးကဗိုလ်ချုပ်ဇော်မဲထုံးကိုယ်တိုင်ကရာဒီဥဒုမကောင်းသေးလို့တဲ့ရာဒီဥဒုမကောင်းမွန်တဲ့အတွက်ကန်းထိုးရင်ဘူတက်ဖို့အချိန်မသင့်တော်တဲ့အတွက်လှမ်းပြီးတော့သတိပေးတာကိုအော်ဟစ်ပြီးသတိပေးလို့ လိုက်လံလေးတန်းချာမှာအတန်မကြားတဲ့အတွက်အတနက်နဲ့ပြက်ဖောက်ပြီးတော့တနက်နဲ့လှမ်းပြစ်ပြီးတော့နောက်ကိုပြန်ဆုပ်ပြီးတော့ကန်းကိုပြန်သွားဆိုပြီးတော့ပြောလိုက်တာပါတဲ့ဆိုလိုချင်တာကကန်းတို့ရင်ပေါ်လာတဲ့ရဲမေတွေမိခိုးတွေရတဲ့ဘဝင်တွေရဲ့ဆက်လီကိုနောက်ကျောင်းပြန်သွားအောင်တနက်နဲ့ပြက်ဖြောခဲ့တယ်ဆိုတာအမှန်တရားအဲ့ဒီချိန်တော့ကလေအဲ့ဒီနာခကလေးနဲ့နာခကကိုအလဲတက်ပြီးတော့ကိစ္စအကျမတယောက်ပဲအတန်ထွက်တယ် တမတော်ကိုချက်ပါတယ်ဆိုတော့ lobby ငဖားတွေတမတော်ကိုချက်ပါတယ်ပြောပြီးမျိုးစုနေကြတဲ့အုပ်စုဘဲကောင်းဘဲကောင်းမမဘာတမ်းမှမထုတ်ကျမပဲမုန်းခံလိုက်ရတယ်ကျမတို့ကတမတော်ချက်တာမဟုတ်ဘူးကျမတို့ကအမှန်တရားကိုချက်တာကျမတို့ကတိုင်းပြည်နယ်လူမျိုးကိုချက်တာကျမတို့ကမျိုးဘာသာတာသနာကိုချက်တာဒါကြောင့်မို့လို့ကျမတို့ချက်တဲ့တိုင်းပြည်နယ်လူမျိုးတွေမျိုးဘာသာတာသနာအတွက်ကာကွယ်စောင့်ရှောက်နိုင်တယ်လို့ယုံကြည်တဲ့အတွက်ကျမတို့ကတက်မတော်ကိုချက်တာမကာကွယ်နိုင်ဘူးဆိုရင်တော့ကျမတို့ချက်တဲ့စိတ်ကနေပြီးတော့ ။ဓာရီဘလုံးမှားလဲဆိုတာဝေဖန်ထောက်ပြရမယ်စိတ်ကိုကြောင်းလဲသွားရလိမ့်မယ်။နောက်အခုနခခငါမောင်တော်။ကွာလုံးရဲလေးတဲ့တို့။စောင်းနီလေးတထဲတို့။တက်ရှိစီယူတို့လို့လာမဲနှစ်။တက်မလို့နေမှာဂုံမြူဇက်ကရိုက်ဖို့အတွက်ဇဏပြပြီးတော့မျက်ရည်ချူပြနေသလားတော့မသိဘူးမပြောတတ်ဘူးပေါ့နော်။တရားတော်တခုကကွက်လုံးရဲလေးတွေကစစ်ကိုနိုင်အောင်တိုက်ခဲ့တယ်အခုက6လ စစ်မနိုင်ဘူးစစ်ရှုံးပြီးခဲ့ရတယ်။ဒါကြောင့်မို့ကျွန်မပြောတယ်တမိုင်းဆိုတာစစ်နိုင်တဲ့လူကပဲရင်းလို့ရတယ်။ကွက်လုံးရဲ့လေးတဲ့စိတ်ကိုနိုင်အောင်တိုက်ခဲ့ရတယ်။အခု6လအရက်180 6လကြာတိုက်ပွဲအထိလေရင်ပစ်ကူကိုထိရောက်စွာမပေးနိုင်ဘူးဆိုတော့ကဒီအစိုးရရဲ့အရေးချင်းကျမတို့ကစစ်တီရဲ့တိုက်ခိုက်ရေးဆိုင်ကိုမေးခွန်းထုတ်နေတာမဟုတ်ဘူးဒီချိန်မှာက တိုက်ပွဲတစ်ပွဲစပြီစစ်ပွဲတစ်ပွဲစပြီဆိုတော့ကအဲ့ဒီစစ်ကိုနိုင်အောင်တိုက်ဖို့ဝိုင်းဝန်းပြီးတော့စိတ်ရစင်စင်လုံးရမယ်ဝါဒဖြန့်ကြီးလုံးရမယ်အားပေးရမယ်အစိုးရကိုတောက်ဆိုရမယ်စစ်ဖြစ်ပြီဆိုတာနဲ့အချက်နဲ့စင်မှာမတရားတာမရှိတာလွန်ရသုံးရင်သုံးရမယ်တာလွန်လက်နဲ့သုံးရင်သုံးရမယ်အဲ့ဒီတော့စစ်ဖြစ်နေတဲ့အချိန်မှာကိုဘက်ကနိုင်အောင်အတွက်လက်နဲ့ကြီးပဲသုံးသုံးလက်နဲ့လေးပဲသုံးသုံးလင်းငင်ပဲသုံးသုံးဒရုန်းပဲသုံးသုံးဖုံးပဲသုံးသုံးအစိုးရကိုလက်ရှိတက်မတော်အစိုးရအနေနဲ့သုံးဖို့ကျမတို့ပြည်သူတွေမှာတောက်ဆိုပိုင်ခွင့်ရှိတယ်ဒါပေမဲ့ အော်တူသိမ်းသွားလဲပါဖြစ်လေဂျန်သူကဂျန်ဖတ်ကသိမ်းသွားလဲပါဖြစ်လေသူတို့သိမ်းပြီးသွားမှအဲ့ဒီမြို့ကိုလင်းရင်နဲ့ကျဲမယ်လို့ဗာမဲ့ကျဲမယ်လို့ညာနဲ့ကျဲမယ်လို့အဲ့ဒါအောက်တန်းသာစိတ်တယ်လို့ခေါ်တယ်အဲ့ဒါအောက်တန်းသာအတွေးခေါ်လို့ခေါ်တယ်ဖတ်ပြီးပြောမနော်စစ်ဖြစ်နေတဲ့အချိန်မှာကြတော့မြေပြင်ကသတင်းမှန်တွေထက် online မှာဝါးရဖြန့်ချီလုပ်ဖို့တက်တက်ရေခဲပါတို့ဘယ်နာမှမလို့နိုင်နေပါတယ်ဟိုနာမှဒီလိုနိုင်နေပါတယ်မြေပြင်နဲ့ဝေဟင်နဲ့ ။နောက် online နဲ့မြေပြင်အမှန်တရားနဲ့ဝေးကွာပြီးတော့ပြောင်းလဲပြောင်းစားတဲ့ရင်တွေကိုလိန်ညာထိန်ချံဖုံးကွယ်ပြီးတော့မှအမှန်တကယ်ဆစ်ရှုံသွားပြီးဆိုအားမှာအော်သူတို့တိမ့်သွားပြီးချိန်ကြမှာငါတို့ကလေရင်းနဲ့သွားပြီးကျဲလိုက်မယ်။ပေါင်3000နဲ့ကျဲလိုက်မယ်။ပေါင်9000နဲ့ကျဲလိုက်မယ်။အလူမျိုးဘုံနဲ့ကျဲလိုက်မယ်။နျူကလီးယားနဲ့ကျဲလိုက်မယ်။အဲ့ဒါအောက်တန်းစားတွေးခေါ်အဲ့ဒါအောက်တန်းစားစိတ်တက်မလို့ရအောင်စစ်စပြီးဆိုရဲရစစ်ဖြစ်ပြီးဆိုရဲရကိုလူတွေ သူများရန်သူကတိမ့်သွားတယ်ဆိုတာကိုကရှုံသွားတယ်ကိုကရှုံသွားတယ်လေကိုနိုင်ငံမှာစစ်တီတွေတည်သွားတယ်လက်နက်တွေကုန်သွားတယ်နိုင်ငံတော်ကုန်ကြတဲ့ကိပတ်စံတွေကုန်သွားတယ်နိုင်ငံဘတ်ဂျက်တွေကုန်သွားတယ်အသက်တွေတော့များစွာကုန်သွားတယ်အဲ့ဒီထက်ပိုပြီးကုန်ခန်းသွားတာကယုံကြည်မှုကုန်ခန်းသွားတယ်အကုန်လုံးပိတ်ဆိုင်ရင်းနှင်းပြရမှာဂျပန်ရှိတဲ့နေရာကိုသွားပြီးတော့အာဘလို့ကျဲလိုက်မယ်လို့ဘလို့လုံးလိုက်မယ်လို့ဆိုတာ ူစင်မမီတဲ့အတွေးခေါ်လို့ခေါ်တယ်။တချီနာခတ်ကက6လကြာတိုက်ပွဲ6လအတွင်းမှာလူတွေပဲရနေတယ်အဲ့ဒီရခိုင်အိမ်အတွက်လူပဲရရလက်နဲ့ပဲရရလူလည်းရှိတယ်လက်နဲ့လည်းရှိတယ်ဆိုတော့ထမင်းစားရမယ်ရိတ်ခိုင်ပြရရတယ်။လက်ရှိအစိုးရအနေနဲ့ကရခိုင်ကိုဖျက်နိုင်သမျှအကုန်ဖျက်ပြီးတော့ပိတ်ဆို့ထားတယ်။ဒါဆိုရင်သူတို့ဘယ်ကနေကြနေတယ်လဲ။လူတွေပဲရရနေတယ်လက်နဲ့တွေပဲရရနေတယ်လေ။ ရိတ်ခါတွေပဲရနေတယ်ဆေးဝါးတွေပဲရနေတယ်အဲဒါကိုအခုချိန်မှာအဖြေမရှာနိုင်ဘူးဆိုရင်အဖြေရှာပြီးအဲ့ဒီလမ်းကြောင်းကိုမပိတ်ဆို့နိုင်ဘူးဆိုရင်အန်းနဲ့တောင်ကုတ်လည်းပဲထုံးနီးလည်းကောက်သွားမှာပဲအခုလက်ရှိတောင်ကုတ်မှာလည်းတက်ပွဲပြင်းထက်နေတယ်။တော့ရဟန်းတဲ့တဲ့နဲ့ပတ်သက်လို့ကျွန်မအရှိရလည်းပြောဘူးလေမြို့တော်စစ်တွေအန်းကြောက်ဖြူကြောက်ဖြူကတော့ဒါစီးပွားရေးလုပ်ငန်းတွေရှိတယ်အတွက်သူကပြောနေမယ်စီးပွားရေးလုပ်ငန်းတွေရှိလို့ရခိုင်ကိုဥထိတ်ထားတာမဟုတ်ဘူးရခိုင်တိဘင်္ဂလားတိနေစက် ကျမတို့ဘင်္ဂလားပင်လယ်အော်နဲ့တိတ်ကိုနှီးဆက်တဲ့ပထဝီနိုင်ငံကြီးရ။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့မအောင်ကျုံးเนาะအယောဒီဆက်ကခွားငပိုင်းကြောင်းခွားကျမတို့ပြည်ရထွက်ကတောင်ကုတ်ဒီမြို့နယ်တွေကလွဲလို့ကျမအရင်ကထက်ကထက်ကပြောခဲ့အခုလည်းထက်ကထက်ကပြောမယ်။အဲ့ဒီမြို့နယ်တွေကလွဲလို့ကျန်တဲ့ဥစ္စာတွေအကုန်လုံးအေးလက်ထဲကိုစိုးရကနေပြီးတော့ထည့်ပေးလိုက်ပြီးတော့စစ်ရှုံးလဲဆိုတာထည့်ပေးလိုက်တာပဲ။ထည့်မပေးနိုင်ရင်စိတ်ကိုနိုင်အောင်တိုက်ရမယ်။เนาะဆိုတော့ ရှင်းနေလျှောက်တာပြလဲဆိုတာမင်းလက်အုပ်ချုပ်ငါလက်အုပ်ချုပ်ဆိုတဲ့ပုံစံမျိုးနဲ့တွားနေမယ်။ရခိုင်မှာတက်မတော်ကအများဆုံးထိန်းချုပ်နိုင်ရင်၅မျိုးလောက်ပဲထိန်းချုပ်နိုင်ပြီးတော့ကျန်တဲ့မျိုးတွေကို AA ကထိန်းချုပ်နိုင်မယ်။ကျမပြောတာ AA ကထိန်းချုပ်တယ်လို့ပြောတာပါ။ AA ကအုပ်ချုပ်တယ်လို့ပြောပါဘူး။ဒီအကြောင်းအရကိုဟိုးရင်းနဲ့ကလည်းကျမထက်ခါထက်ခါပြောတယ်အခုလည်းထက်ခါထက်ခါထက်ပြောပါမယ်။ဆိုတော့မပြတ်သားတဲ့ဥစားမှုရဲ့နောက်မှာကျမတို့အသက်တွေဘဝရဲ့ဘလောက်တောင်ပေးဆက်ရအောင်မှလဲဆိုတော့ရှင်းမလို့မိပါတယ်။